စီစဉ်ကုန်မှုကလည်းအလုံးသိကြတဲ့အတိုင်းပဲရပ်ပိုင်းမဲ့လိုရတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ new hero အသစ်တစ်ကောင်အကြောင်းဗီဒီယိုလုပ်ပေးရမှာပုံမှန်မဲဆိုပေမဲ့ပုံမှန်မဟုတ်တာမြန်မာနိုင်ငံ operator တွေနဲ့မြန်မာနိုင်ငံဆိုရလို့နဲ့ line နေပါ official server မှာ short နေတော့လည်း line က120 130ကနေမကြတဲ့အပြင် load ဆရာလည်းပြည်နယ်လောက်ကိုဖြစ်နေရဲ့နေသားမှဖြစ်နေတာဖြစ်တဲ့အတွက်ဘွားကြီးကတိတ်ပြီးတော့ပျော်စရာတော့ကောင်းမနေပါဘူးကျွန်တော်တို့လို player တွေရတာ line မကောင်းလိုက်ဖြစ်ချင်ရဖြစ်လိုက် red နေရှုံးလိုက်နဲ့ပေါက်ပန်း40မျိုးစုံဖြစ်နေရဲ့ဆိုပေမဲ့လည်းအခုလက်ရှိကျွန်တော်ကင်ပြတ်ထားတဲ့ new hero ဆိုတာကတော့မထိုက်ခင် င်ကလေးကကောင်မလေးနဲ့လာတဲ့ hero ဆိုပြီး community မှာနာမည်တော်တော်လေးကြီးနေတာပါဆိုတော့ကဗီဒီယိုရဲ့ intro ကကျွန်တော်ဗီဒီယိုတိုင်းလိုလိုမှာရှင်းနေတာထုံးစံပဲဖြစ်နေပြီဖြစ်တဲ့အတွက်ဒီကနေ့ဗီဒီယိုမှာပြပြပေးသွားခြင်းနဲ့အကြောင်းအရာလေးကတော့အကြခင် official server ကို new hero အသစ်တစ်ကောင်အနေနဲ့ထွက်ရှိလာတော့မယ့် new hero sora ရဲ့ skill တွေအကြောင်း browser ရုံးနဲ့ရင်းနှီးတရားမိတ်ဆက်ထားရင်းနဲ့ပဲသူ့ရဲ့ story line အကြောင်းနည်းနည်းလေးစမြုပ်ပြန်ခြင်းပါတယ် လန်တော့ကပိုင်မှာရှိတဲ့ internet trailer ဆိုတဲ့နေရာမှာ oasis ဆိုတဲ့ဟိုရီကနေရာတနေရာလေးရှိတယ်အရင်တော့ကတော့အဲ့ဒီလိုမျိုး oasis နေရာကြီးပိုင်းမပေါ်သေးဘဲနဲ့ belarus ဆိုတဲ့ entity ရောက်လာမှာပဲအဲ့ဒီ oasis ဆိုတဲ့နေရာကသူ့ရဲ့မော်စွမ်းနေနဲ့အတူတူပေါ်လာတာပေါ့ belarus ကကျွန်တော်တို့အားလုံးသိကြသလိုပဲဟိုးစစောပိုင်းကလေးကထွက်ခဲ့တဲ့ hero တကောင်ဖြစ်တာနဲ့ညီပြရရင်တော့မော်စွမ်းလည်းတော်တော်ကြီးသလိုတော်တော်လေး powerful ဖြစ်တဲ့ entity တကောင်တို့ပြောလို့ရမယ်ဒါပေမဲ့သူ့ရဲ့ powerful ဖြစ်တဲ့ magic power တွေကစကားပြောတတ်ပြီးတော့ခံစားချက်ရှိရဲ့တက်ရှိဆိုတဲ့ဖြစ်တည်မှုတစ်ခုကိုဖန်တီးတိုင်လောက်တဲ့အထိလုံလောက်မှုမရှိဘူး ူးဆိုပေမဲ့လည်းပဲတနေ့မှာသူအိုရီစစ်တီကိုဖန်တီးနေရင်လည်းပန်းလေးတစ်ပွင့်ရနေပြီးတော့ Florence ဆိုတဲ့ဟော်ဒီယာကောင်မလေးကိုဝေးဖွားလိုက်ပါတယ်ဒီမှာဆိုရင်တွေးကြတဲ့အတိုင်းပဲ Florence ရဲ့နားမှာဟော်ဒီလူမျိုးလေးပေါ်ပြန်ပြီးဝဲနေတဲ့အစီလေးက Florence ကိုဝေးဖွားပေးခဲ့တဲ့ပန်းရဲ့အစီလေးလို့သိရပါတယ်အဲဒီလိုနဲ့ Bella Rain နဲ့ Florence တို့ကြားတဲ့က spoiler မိမဲ့ story ဘိုင်းလေးကိုနည်းနည်းကြော်ပြီး Florence အသက်16နှစ်ကိုရောက်ရှိသွားပါပြီ16နှစ်လုံးလုံးမှာလူသားနဲ့တူတယ်ဖြစ်တည်မှုဆိုလို့တခုမှမတွေ့ဘူးခဲ့တဲ့ Florence ကတနေ့မှာတော့ဟော်ဒီကလာမှာစီးလာပြီးတော့လမ်းပြောက်လာတဲ့ကောင်လေးနဲ့တွေ့ခဲ့တယ်ပေါ့လေအဲ့ဒီကောင်လေးကတော့အားလုံးသိကြတဲ့အတိုင်းပဲ ်ဆိုတာပါ Florian story ဆက်စပ်ထွက်ခြင်းတော့ကတော့ဒီဆိုတာဆိုတဲ့အကောင်မသိကြသေးပဲနဲ့ဘယ်ကခွေးတောင်စားပေါက်လို့ဘယ်စားလဲမသိဘူးဆိုပြီးတော့ WiFi မြေတာပို့ခဲ့ကြရဲဆိုမှမဲသူတို့ကတရားဝင် relationship အဖြစ်သတ်မှတ်ခံလိုက်ရပါပြီဆိုတာဆိုတာတကယ်တမ်းလမ်းပြောက်လာတာမဟုတ်ပဲတသက်မှတ်ကိုလာခဲ့တာဖြစ်ပြီးတော့ Florian မင်းသမီးလေးမှရှိတဲ့ဟောဒီကမျိုးစီကဘလောက်ထိတန်ဖိုးရှိပြီးတော့ဘလောက်ထိဈေးကောင်းရနိုင်ပါရဲဆိုတာသူကတီလို့ Florian ရဲ့ဟောဒီကမျိုးစီလေးကိုလာခိုးတာပါဒီမှာမော်တွန်းတို့ဘက်မှရှိတဲ့ story writer တွေကကျွန်တော်တို့ကိုပလေးသွားရဲပြောရမယ်ဆိုတာကဘာဖြစ်လို့မျိုးစီကိုလာခိုးရတယ်ဆိုတဲ့ reason ကိုလည်းပြောပြမပြ ပေးထားတဲ့အပြင် Florence Studio လိုက်ဖက်ကြီးသလောက်ဆိုရင်လည်းပဲဆိုတာကသူခိုးသွားတဲ့မျိုးစီကိုသူကိုယ်တိုင်ပဲ Florence စီပြန်ပေးခဲ့ပြီးတော့အဲ့ဒီမျိုးစီလေးရနေတဲ့ဆင် Florence ဘီနာမှာအမြဲတမ်းရှိနေတဲ့ဟိုဒီကအကောင်လေးပေါ့ဗျာအဲ့ဒါကိုဘာလို့ခေါ်လဲတော့မသိဘူးအဲဝိညာဉ်လေးလားမသိဘူးအဲ့ဒီဝိညာဉ်လေးဖြစ်တည်လာတယ်ဗောဒီနေရာမှာ Florence အနေနဲ့ဆိုတာလိုမျိုးသူ့ရဲ့မျိုးစီလေးကိုခိုးသွားတဲ့စောက်တခိုးကိုဘလို့များလက်ခံလိုက်ပြီးဘလို့များရီးစားတော်လိုက်လဲတော့မသိပါမယ်အဲ double body ချဲလေတော့လေပလိလေခမ်းမှာပါပဲလीသူပြောတာကတော့ဒီလိုပါ Hey Belric How many stories are etched in those tree rings? If the desert sun's too much, I'll give you some shade, Florin. ကြည့်ရရင်တော့ကွာစတိုရီတွေကဘယ်လာတွေကမင်းတို့လိုကောင်းနေလို့ပဲသူများရိုတာကိုတစိမ့်စိမ့်ထိုင်ကြည့်နေအားကြနေရတဲ့ကောင်းကြီးပေါ့သူ့နာမည်ကတော့ဆိုတာပါအရင်တော့ကတော့တာမန်ကောင်းလေးပဲဆိုပေမဲ့လည်းပဲ spoiler မမိသေးခြင်းလို့ပြောမပြတဲ့စတိုရီတချို့ကြောင့်ဆိုတာအနေနဲ့တိတ်နေကိုထိန်းချုပ်နိုင်တဲ့အဆန်းကိုရရှိသွားခဲ့ပါတယ်ပုံမှန်ဆိုရင်ဗျာ new hero တော်တော်များများက uber power ဖြစ်နေတတ်တယ်ဆိုပေမဲ့မိုတွန်းတို့နောက်ပိုင်းထုတ်လာတဲ့ new hero တော်တော်များများကကြတော့ uber power တိတ်ပြီးတော့မဖြစ်တော့ဘဲနဲ့ဂိုင်းတဲ့လူပေါ်မှာပဲ multi-b စကေးထွက် performance ထွက်တဲ့ hero တွေများလာပါ ါတယ်ပက်စီအကြောင်းစကီးနဲ့ဆက်ဆက်နေရမလို့ပက်စီအကြောင်းတော့ကြော်လိုက်တော့မယ်စကီးဝမ်းနဲ့အရင်ဆားရမယ်ဆိုတော့ဖြင့်စကီးဝမ်းမှာထူးခြားနေတာစကီးဝမ်းရဲ့ rate မှာစကီးဝမ်းရဲ့ rate ကကျွန်တော်တို့သိတဲ့အရာတစ်ခုခုနဲ့တူနေတယ်လို့ဖြစ်နေပြီးတော့သုံးလိုက်တဲ့အခါပထမနှစ်ချက် vet bat ဆိုပြီးတော့အမေဆောက်ခွက်ကိုလက်သီးနဲ့ရိုက်မယ်ပြီးရင်ဖောင်းဆိုပြီးတော့လက်သီးနဲ့အရှိကိုထိုးလိုက်ပါမယ်နောက်ပြီးတော့တီထားမှာတစ်ခုကပါလဲဆိုတော့စကီးဝမ်းပထမ vet bat ဆိုပြီးတော့နှစ်ချက်နဲ့ရိုက်နေတဲ့အချိန်အတောထဲမှာကျွန်တော်တို့က join stick ကိုရွှေ့ပြီးတော့ blink လို့ရမှာဖြစ်ပြီးအဲ့ဒီ blink ရတော့ wall ကိုကျော်ဖြတ်နိုင်ခြင်းမရှိဘူးနောက်ဆုံးထိုးလိုက်တဲ့တစ်ချက်ကိုတော့ကျွန်တော်တို့က blink လို့ ုရတာဖြစ်တဲ့အတွက်အန်တမီကဟော်ဒီလိုမျိုးမမီမကန်းနေရမှာရှိနေတယ်ဆိုရင်တော့မှကျွန်တော်တို့ကစကေးဝမ်းသုံးပြီးဟော်ဒီကနောက်ဆုံးတစ်သီးအချက်နဲ့အန်တမီကိုဓာတ်ပင်ပေးလို့ရနိုင်အောင်ပါပါ ESP လည်းချင်းချင်းရှင်ထိန်နေတဲ့အခါတချို့ saturation နေမှာဆိုတော့ဖြင့်နှစ်ကောင်သုံးကောင်လာကန်းလို့ခရီးစားရတာအဆင်မပြေတာခွေးတွေပိတ်ခန့်ထားရတာဒါမှမဟုတ်လေတစ်ဖက် ESP လိန်တာကိုမနိုင်တဲ့အခြေအနေမျိုးတွေမှာဆိုရင်အရန်သုံးဝင်ပါတယ်စကီတူသုံးတော့မယ်ဆိုရင်ဆိုရာအနောက်ကိုအချိန်နဲ့နဲ့ယူပြီးမှအရှိကိုဘုံဆိုပြီးတော့ပင်းလိုက်တယ်အဲ့ဒီလိုမျိုးပင်းခန့်လိုက်ရလို့ရှိရင်တော့ AE ဓာတ်ပင်ပေးမယ်ပြီး enemy ကအနေငယ်ဆလိုးဖြစ်သွားလိမ့်မယ်ပင်းလို့ရရဲ့ range ကရှည်တာက ြောင်းတွေးကြတဲ့အတိုင်းပဲဝေါ်ကြီးကိုလည်းကြော်လို့ရတဲ့အပြင်ဗက်တရီမှလည်းတော်တော်လေးသုံးဝင်ပြီးတော့ပြေးလို့လာလို့ကောင်းမဲ့စပယ်တစ်ခွက်ဆိုပေမဲ့အားနေချက်အကြီးကြီးကလည်းရှိလို့နေပါသေးတယ်။အဲ့ဒီအားနေချက်အကြီးကြီးကတော့စကီတူသုံးတဲ့အခါဆိုရာကအနောက်ကိုနည်းနည်းဆုတ်သွားသလိုအနီမေးရှင်းကိုပြတာဖြစ်တဲ့အတွက် enemy တွေအနေနဲ့ဟိုတီလိုမျိုးအရှိမခံနေလို့ရှိရင်ဆိုရာ enemy တွေကိုဖျက်ပြီးတော့ဗလင့်သွားလို့မရတာပါ။ဒါပုံမှန်ဆိုရင်ဘာမှမဟုတ်ဘူးလို့ထင်ရတယ်ဆိုပေမဲ့တကယ်တကယ်နဲ့ပြောရမယ်ဆိုတော့ဖြင့် Dyro တို့ Eat တို့ Bemon တို့အဲပြီးတော့အဲ့လိုမျိုး enemy တွေကိုဖောက်ပြီးတော့ဗလင့်သွားလို့မရတဲ့ hero တွေကင်တဲ့လူတွေဆိုရင်ပူပြီးတော့ တိတာရဲ့ဗျကျွန်တော်ဆိုရင် event server မှာဆိုတာဆက်ဆက်ကင်နေတော့တော်တော်လေးတိုင်ပတ်တယ်ဘာဖြစ်လို့လဲဆိုစကီတူက enemy ကိုဖောက်ပြီးတော့လေဘလင်းလို့မရ enemy နဲ့နည်းနည်းလေးခွာပြီးတော့ဘလင်းမြန်လေ enemy ဝင်ဝင်တိုက်သွားတာဖြစ်တဲ့အတွက်တော်တော်လေး annoying ဖြစ်ခဲ့တာပါ၃၀၄၀လောက်ကင်ပြီးသွားတဲ့အချိန်မှာတော့စကီတူအကြောင်းဌာနတ်သွားပြီလေအရင်ကလို့ဘလင်းတိုင်းဝင်တိုက်ဘလင်းတိုင်းဝင်တိုက်ဖြစ်မနေတော့ဘဲနဲ့တိတိကျကျလေးဘလင်းသုံးတက်လာတဲ့အပြင်စကီတူက enemy ကိုထိသွားလို့ရှိရင်လေ၉၀၂၀စက္ကန့်ရော့ပါတယ် ဆိုရာရဲ့ ADMate က Hue တွေအလုံးနဲ့မှာအထူးခြားဆုံးလို့ပြောလို့ရမယ်။သူကဘေဘက်ကိုဆွဲလို့ရှိရင်ပြောင်းသားရဲ့ ADMate နဲ့ညာဘက်ကိုဆွဲလို့ရှိရင်ပြောင်းသားရဲ့ ADMate ဆိုပြီးတော့နှစ်မျိုးရှိတယ်။ကျွန်တော် Customer Graphic ကို Ultra ထားထားတာဖြစ်တဲ့အတွက် Browser လိုတိကျကြည့်ရင်သိမှာပါ။ညာဘက်ကိုဆွဲလိုက်လို့ရှိရင်တွေ့ကြတဲ့အတိုင်းပဲလျှက်စီမိုဂျိုလေးထနေပြီးဘေဘက်ကိုဆွဲလိုက်လို့ရှိရင်တော့နင်းမုန်တိုင်းလေးထနေတာကိုတွေ့ရလိမ့်မယ်။ပထမဆုံးကတော့ဆိုရာရဲ့ ADMate ဘေဘက်ကိုရွှေ့လိုက်တဲ့အခါတွေ့ရမယ့် Lightning Form ပါ။ဒီမှာဆိုရင်တွေ့ကြတဲ့အတိုင်းပဲ Lightning Form ပါဆိုရင်တော့ပြင် Surai Outfit တွေကအကုန်လုံးအမဲအောင်ဖြစ်သွားတဲ့အပြင်ပူပြီးတော့ပေါ့ပေါ့ပေါ့ဖြစ်သွားရဲဆိုတဲ့ခံစား ချက်ကိုပေးတယ်။အဲ့ဒီလိုမျိုး Lightning Fault မှာကျွန်တော်တို့ကနေပြီးတော့ Lightning Fault ကုန်သွားတဲ့အချိန် Original Lu Fault ကိုပြန်ပြောင်းသွားတဲ့အခါတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့သွေးတွေကယော့နေပါတယ်။အဲ့ဒါကတော့ Sora ရဲ့ပက်စီပါ။ Sora ရဲ့ပက်စီကတနည်းအားဖြင့်ပြောရမယ်ဆိုတော့ဖြင့် Ultimate နဲ့ချိတ်ဆက်နေရလို့ပြောလို့ရမယ်။ Ultimate မှာဆိုရင် Lightning Fault နဲ့ Cloud Fault ဆိုပြီးတော့ Fault နှမျိုးရှိတယ်။အခုလက်ရှိကျွန်တော်ရှင်းပြမယ့် Lightning Fault မှာဆိုတော့ဖြင့် Sora ကပို့ပြီးတော့မြန်လာမယ်၊ Skill တောင်းရတာပို့ပြီးတော့တက်လာမယ်အပြင် Physical Damage တွေလည်းပို့ပြီးတော့ထွက်လာရဲဆိုပေမဲ့ Lu Fault ကိုပြန်ပြောင်းလိုက်တဲ့အခါတွေ့ရတဲ့အတိုင်းပဲသွေးတွေယော့နေရအောင်တွေ့ရမှာပါ။ပြောရရင်တော့ဗျာ ခုလိုချင်တစ်ခုပေးဆက်လိုက်ရတဲ့ပုံစံမျိုးပဲကျွန်တော်တို့အနေနဲ့ပူပြီးတော့မြန်လာတယ်ပူပြီးတော့ damage ထွက်လာရဲဆိုပေမဲ့ကျွန်တော်ရဲ့ HP ဘာတန်းကိုပေးဆက်လိုက်ရတာပါအခုရှင်းပြမယ့် ultimate ရဲ့ဘယ်ဘက်ကိုဆွဲလိုက်တဲ့အချိန်ကျရင်တွေ့ရမယ့် lightning fire ကိုပြောင်းလို့ရှိရင်ကျွန်တော်တို့ကမိုးကြိုးသုံးချက်ဖောင်းဖောင်းဖောင်းဆိုပြီးတော့ပြစ်ချမယ်ပြစ်ချမယ့်အပြင်ကိုမှကျွန်တော်တို့က join stick ရွှေ့ရင်ရွှေ့သလို movement speed ကလည်းမြန်နေမှာဖြစ်တဲ့အတွက်ဒီလိုမျိုးအဝေးရက်နေပြီးတော့လမ်းမိခန်းလို့ရတဲ့အနေအထားတွေဖြစ်သွားပါတယ်ကျွန်တော် flicker ဘိုင်တော့မသုံးမနဲ့ brother တို့ second tower ကကြောကြောကနေပြမယ်စကီတူကိုအရင်သုံးမယ်ပြီးရင် lightning fire ကိုပြောင်းဖောင်းဖောင်းဖောင်းဆိုပြီးတော့ whole back အန်နမီတာဝါရဲ့အထိအဝင်လို့ရတဲ့အထိမူမန့်စပီးကတော်တော်များများဖြစ်တဲ့အတွက်မိုက်ပါတယ်ဖလီကာနဲ့ဆိုရင်တော့ပိုဝေးတာပေါ့ဒက်တနင်းဖောင်ပြောင်းလိုက်တဲ့အခါကျရင်ပေါ်လာမဲ့စကီးဝါကတော့ရိုးရှင်းနေကွာဒီမဲ့ဆိုရင်တွေးကြတဲ့အတိုင်းပဲလိုက်တနင်းဖောင်ပြောင်းမဲ့စကီးဝါရဲ့ range ကပိုပြီးတော့ရှည်လာတယ်ပိုပြီးတော့ရှည်လာရဲဆိုတာအရှိအချောင်းကြီးကိုပြောရအောင်နော်အဲဒီနေရာမှာတခုရှိတာကဘာလဲဆိုတော့လက်သီးနဲ့နောက်ဆုံးထိုးလိုက်တဲ့အချက်မှာတိတ်ပြီးတော့ damage မပါတော့ဘူးဆိုပေမဲ့အရှိအနေပေါ်ဖောက်ဖောက်ပေါင်းဆိုပြီးဆောက်ခတ်ကိုရိုက်တဲ့ damage ကတော့တော်တော်ကိတ်တာပါပြောရရင်ဗျာဒီလိုမျိုး lightning fault နဲ့မိုးကြိုးတုံးချက်လောက်ပြည့်ပြည့်ပြီးသွားလို့ရှိရင်ဖောက်ဖောက်ပေါင်းဆိုပြီးတော့ရိုက်လိုက်ရင် ောင်မှာအန်တမီမိရေမက်စမန်နီယာတန်းပြက်တာဖြစ်တဲ့အတွက်ဓာမီရဒကင်းလာတာပါ Lightning Fire စကေးဝိုင်းကိုတုံးနေတဲ့အချိန်တော့အတွင်း Joint Stick ကိုရွှေ့မယ်ဆိုရင်တော့ကျွန်တော်တို့ကဘလင်းဖြစ်တော့မှာမဟုတ်ဘဲနဲ့နည်းနည်းလေးပဲရွှေ့သွားမှာဖြစ်ပြီးဘာမှထူးခြားသောအမျိုးတော့မရှိဘူး Lightning Fire မှာရှိနေတဲ့စကေး2ကတော့ Original Fire မှာရှိနေတဲ့စကေး2လိုမျိုးအချိန်ဒီပိုင်းမဆွဲတော့ဘူးတန်းနေတာနဲ့တန်းပြီးတော့ခုန်ပြီးသားဖြစ်သွားပြီဖြစ်တဲ့အတွက်တော်တော်မိုက်လာတယ်လို့ပြောလို့ရမယ် Minion တွေကိုပဲထိထိ Buff တွေကိုပဲထိထိ Lord တွေကိုပဲဖြစ်ဖြစ် Data တွေကိုပဲထိထိ Enemy တွေကိုပဲထိထိဘယ် Target ကိုပဲထိနေပါသေးသူကနောက်တစ်ချက်ထပ်ပြီးတော့သုံးလို့ရမှာပါဒါပေမဲ့စကေး2ရဲ့ချွင်းချက်က ပါလဲဆိုတော့စကီတူအနေနဲ့ကြိုက်တဲ့ target ကိုထိနေပါသေးနောက်တစ်ချက်သုံးလို့ရရယ်ဆိုပေမဲ့လည်းပဲ enemy ကိုထိမှသာသူ့ရဲ့ passive stat လေးတွေကတက်မှာပါအဲ့ဒါနဲ့ fire damage ရန်ထွက်နေရတော့ရိုးရှင်းနေဗျာစကီတူကိုတွေးကြတဲ့အတိုင်းပဲဖန်ဖန်ဆိုပြီးတော့ enemy ကိုနှစ်ခါသုံးလို့ရတဲ့အပြင်စကီ1ပိုက်ရိုက်တာလည်းတော်တော်လေး damage ကိတ်တာဖြစ်တဲ့အတွက်1 2နဲ့နေတကောင်ပြောင်းနေတဲ့အနေအထားဖြစ်လို့ ultimate တောင်မှနောက်တစ်ချက်ထပ်ပြီးတော့မလို့တော့ပါဘူးအဲ lightning fire ရဲ့ ultimate ကိုပြောပြမယ်ပုံမှန်ဆိုရင်ဗျာ lightning fire ပြောင်းလိုက်ပြီဆိုတာနဲ့ ultimate ကချက်ချင်းမပွင့်ဘူးဘယ်လိုလုံးမှပွင့်တာလဲဆိုတော့ဘေးစေးထက်၅ချက်ခုတ်လို့ရှိရင်အဲ့ဒီ ultimate ကပွင့်နေ luffy ရဲ့ဂုံမှုဂုံ မှုတို့ဂန်ဒလင်ခန်းလိုမျိုးပဲဖောင်း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 ဆိုပြီးတော့ဂန်ဒလင်ခန်းကြီးအများကြီးထိုးချလိုက်မှာဖြစ်ပြီးတော့ enemy ကိုလည်း damage အကြီးကြီးပေးမှာဖြစ်ပြီး AoE damage ဖြစ်တဲ့အတွက်ဆောင်ရမ်းလာပါတယ်။ဘယ်ဖောင်းအောင်ပဲပြောင်ပြောင်စကီးတွေကနှစ်ခါလောက်ပဲတုံးလို့ရတာဖြစ်တဲ့အတွက်စကီး1တုံးလိုက်လို့ရှိရင်စက်တက်3ခုတက်တယ်။အဲ့တော့ base attack နှစ်ချက်ရိုက်ပြီးပြီဆိုတာနဲ့ Horika ultimate ကိုထပ်ပြီးတုံးလို့ရမှာပါ။အဲဒါပေမဲ့ချွင်းချက်ကတော့ Horika lightning form မှာရှိတဲ့စကီး1ကို enemy နှစ်ကောင်လောက်ထိအောင်တုံးနိုင်ပြီဆိုတာနဲ့တွေးကြတဲ့အတိုင်းပဲဂုံမှုဂုံမှုတို့ဂန်ဒလင်ခန်းကိုစကီးတစ်ခွက်ထဲနဲ့နေတုံးလို့ရမှာပါ။စကီး2ကိုပဲတုံးပြီးတော့ ultimate ဖွင့်မယ်ဆိုရင်တော့တွေးကြတဲ့အတိုင်းပဲစကီး တူက NMU တစ်ခါထိရတယ်စတက်နှစ်ခုရတယ်နှစ်ခါထိတော့စတက်လေးခုရတယ်အဲ့တော့ဘေးစိတ်တက်တစ်ချက်ခုတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့က AD mate ကိုတုံးလို့ရပြီဒါပေမဲ့ skill 1တုံးကလိုမျိုး enemy များများရှိလို့ရှင်စတက်များများတက်တယ်ဆိုရင် logic ကလုံးဝမရှိတော့ဘဲဒီမှာဆိုရင်တွေးကြတဲ့အချိန်မှာ enemy နှစ်កောင်၃កောင်ရှိတယ်ဆိုရင်တော့မှ skill 2တုံးတဲ့အခါစတက်ကနှစ်ခုပဲအများဆုံးရနိုင်မှာပါအရှင်းနာတော့ skill 1ကိုဆော့တလဲတုံးပြီးလို့ skill 2နဲ့ပဲ AD mate ဖွင့်တော့မယ်ဆိုရင် skill 2နှစ်ချက်ကိုဇက်တိုက်နေပြီးတော့ဘေးစိတ်တက်တစ်ချက်လောက်နေမှာ AD mate ကဖွင့်လို့ရမယ်ဆိုတဲ့သဘောပါ identity form အတွက် skill ကိုမှတော့ရုပ်ရှင်နဲ့ ban 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 ဆိုပြီးတော့ moment speed နဲ့ န်နမီနာကိုကပ်ပြီးရင်စကီတူးနှစ်ခါသုံးစကီဝမ်းသုံးဘေးစိတ်ထက်နည်းနည်းလောက်ရိုက်ပြီးတော့အက်တီမိတ်ကိုသုံးဒါပေမဲ့အန်နမီကစောက်ဘောမဟုတ်ပါဘူးရက်ဒီမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဖလီကာရီပိုင်သုံးတင်ရင်လည်းသုံးရမယ်ဆိုတော့လိုက်တနင်းဖောင်ကချောင်းဘရိုလေးတို့ယင်ဘရိုလေးတို့ကြိုက်ကြတဲ့တိုက်ဖြိုးဖြစ်ပြီးတော့ပြောရရင်တော့ movement speed မြန်တယ် damage တွေ share ကိတ်တယ်ပြီးတော့ spell casting လွယ်လို့မရတဲ့အထက်မှာပါတယ်ဗျလိုက်တနင်းဖောင်ဖြစ်နေတာဖြစ်တဲ့အတွက်တော်တော်လေးပျော့တယ်ပျော့တယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကဗတဲ့အဝင်ထွက်တွေဂယူးဆိုင်ရမှာဖြစ်ပြီးတော့လိုက်တနင်းဖောင်မှာကျတော့ spell casting လွယ်လို့မရတဲ့အကြောင်းရင်းကသူ့ရဲ့ passive လို့ပြောလို့ရမယ်အဲ့ဒီ စတက်လေးတွေကြောင်းပါသူအနေနဲ့စပဲထီရင်ထီမထီရင်လဲဘေးစေးထက်ကိုအန်နမီခုံးနိုင်မှာစတက်တွေတက်မှာဖြစ်တဲ့အတွက်ဘေးစေးထက်လည်းမခုံးနိုင်စတက်ကလည်းလုံးဝမထီဆိုရင်တော့လုံးဝအဆင်မပြေတော့ဘဲနဲ့အဲ့ဒီမိတ်ကလည်းတုံးလို့မရတာဖြစ်လို့ပြောရရင်ခဏလေးနဲ့ပြောင်းမယ်အနေထားပါပြောရရင်တော့ဗျာ assassin found မျိုးဖြစ်သွားရဲဆိုပါမယ်တကယ် rogue fighter ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအစားမတော်တလုပ်တွေဖြစ်ပြီးတော့အန်နမီကျောင်းနာခံရနိုင်တဲ့ risk အများများတဲ့ found လို့ပြောလို့ရပါမယ်ဟာရာဘူးစာတို့လင်းတို့ fanny တို့ harley တို့ granger တို့အဲ့ဒီလိုမျိုးပေါ့ပေါ့ပပနဲ့ movement speed မြန်ပြီးတော့ enemy တွေကိုလိုက်ပြီးတော့အိမ်နိုင်တဲ့ကောင်တွေအိမ်နိုင်တဲ့ hero းတွေကိုကင်တဲ့လူတွေကတော့ဒီဖောင်နဲ့အဆင်ပြေဆိုပေမဲ့ကျွန်တော်က Ruby တို့လပူးလောက်ပဲကင်တတ်တာဖြစ်တဲ့အတွက်ကျွန်တော်တော်တော်ဒီဖောင်ကအရင် risk များပါတယ်နောက်တစ်ခုရှိတာကဆိုရာကပွဲထဲမှာဆိုရင်လောက်ကတော်တော်လေးထွက်ပြီးတော့လောက်ကတည်းအများကြီးထွက်နိုင်တဲ့ hero တကောင်ဖြစ်ပြီးတော့ပြောရရင်တော့ဗျာကိုကဘယ်ဖောင်အဓိကထားဆော့မလဲဆိုတာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့မူတည်ပါတယ်အေးငါတို့ကတော့ဒီပွဲမှာ damage လိုတယ် damage လိုတဲ့အတွက်ငါတို့က damage item နဲ့ဆက်ပြီးတော့ lightning fire ကိုပဲအားကိုးမယ်ဆိုရင်တော့ damage item နေနဲ့ဆက်တင်နေဒါပေမဲ့ damage item တွေကိုအားမကိုးဘူးကိုရီးယားအရှေ့ကနေမာဂျင်နေဆိုရင်တော့ပွဲထဲမှာဆိုရာကြီးကင်မီ glow ဖောင် ိကပြောင်းမယ်အရှိရနေပြီးတော့မီနီတက်ပုံစံမျိုးနဲ့မာပေးနိုင်ပြီးတော်တော်လေးကောင်းတာဖြစ်တဲ့အတွက်ပြောရရင်တော့ cloud phone ရောဟောဒီက lightning phone ရောမှာပါသူဟာနဲ့သူ risk တော့ရှိကြတာပါပဲကျွန်တော်ကငကူကလေးရ ESP lane ဆော့လို့ရှိရင် damage ထွက်ဖို့အစား enemy ကိုဘယ်လောက်ထိစိတ်ထုတ်ကပေးနိုင်လဲဆိုတာကိုမူတည်ပြီးတော့ဆုံးဖြတ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ lightning phone ကိုတိတ်ပြီးတော့သဘောမကျဘူးအဲဒါကြောင့်မလို့လေကျွန်တော်သဘောကျတဲ့ phone ဖြစ်တဲ့ Sora ရဲ့ cloud phone နဲ့မိတ်ဆက်ပေးခြင်းပါတယ် Sora ရဲ့ cloud phone ကပြောရရင်တော့ဗျာပြောင်းလိုက်ပြီဆိုရင်တွေ့ကြတဲ့အတိုင်းပဲအကောင်ကြီးဖြစ်သွားမယ် movement speed ကလည်းတော်တော်လေးလျှော့သွားတဲ့အပြင် physical damage ရဲ့သတိပါဆိုင်အောင်လည်းအလျှော့ခံ လိုက်ရမှာပါ physical damage ရဲ့တတိပါဆိုင်ကိုယောသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြန်ပြီးရလိုက်တာပါလဲဆိုတော့သွေးတွေပိုပြီးများသွားမဲ့အပြင် physical defense နဲ့ magic defense နေလေအနေငယ်ထိုးလာပါလိမ့်မယ်နောက်တစ်ခုသဘောကျတာရှိတာပါလဲဆိုတော့သူ့ရဲ့ model design ဖြစ်ပြီးဒီမဲ့ဆိုရင်တွေးထားတဲ့အတိုင်းပဲလက်သီးနှစ်ဖက်ကြီးကကြီးသွားတဲ့အပြင်အားရပါရကြီးခုတ်လို့ရတာကြီးကတော့ကျွန်တော် model design မှာတော်တော်လေးသဘောကျတဲ့အချက်လို့တော့ပြောလို့ရမယ်ဆိုတော့ ultimate သုံးလိုက်တဲ့အခါဘေးမှာပေါ်လာတဲ့အဝိုင်းတွေ့လာအဲအဲ့ဒီအဝိုင်းထဲမှာရှိတဲ့ enemy တွေအားလုံးဆိုရာသူ့စီကိုဆွဲဆုလိုက်မှာတနည်းအားဖြင့်တော့ titan ရဲ့ ultimate ကို free ရထားတာနဲ့တူတူ ူးပဲ Tetra ရဲ့ Ultimate ကစက္ကန့်30ကနေပြီးတော့45စက္ကန့်လောက်ထိကြာရဲဆိုပေမဲ့ Sora ရဲ့ Ultimate ကကြတော့လေကင်းရောက်လာတဲ့အခါကျရဲ73စက္ကန့်လောက်ပဲစောင့်ရတာဖြစ်တဲ့အတွက်ပြောရရင်ဒီလိုမျိုး Ultimate ကိုခဏခဏသုံးနေမယ်ဆိုတာကြီးကပြောရရင်တော်တော်မိုက်တယ်ပေါ့လေ Tetra ရဲ့ Explosion နဲ့ကွာသွားတာတခုကဘာလဲဆိုတော့ Tetra Explosion ကချက်ချင်းသောရင်ချက်ချင်းစတန်နေသူဟာကြတော့ချက်ချင်းသောရင်ချက်ချင်းမစတန်ဘူးနည်းနည်းလောက်စောင့်ပြီးမှစတန်ပေးရ။ Foundation တခုကဘာလဲဆိုတော့ဟောဒီလိုမျိုး Ultimate ကြီးကိုသုံးပြီးတော့မြန်မာလိုကြီး Flicker နဲ့ဝင်သွားမယ်ဆိုရင်တောင်မှ Sora အနေနဲ့ Physical Defense နဲ့ Magic Defense မျိုးရနေတယ် ဖြစ်တဲ့အတွက်ပြောရရင်တော့တော်တော်မာသွားတယ်ဆိုတဲ့အနေထားမှာရှိပြီးစပယ်တွေတောင်းပြီးလို့ရတဲ့အပြင်ကိုကလည်းဆဲဆုနေရဖြစ်တဲ့အတွက်မိုက်ပါတယ် cloud form မှာဆိုရင်တော့ဖြင့် sora အနေနဲ့ damage လုံးဝမပါတဲ့အနေထားကိုဖြစ်သွားပြီးတော့သူတို့ပြောရတော့30% damage ကိုပဲနှုတ်တယ်ဆိုပေမဲ့ကျွန်တော်စိတ်ထင်တော့ဘာ damage ကောက်ဖို့မပါတော့တဲ့အနေထားမှာဖြစ်နေရဖြစ်တဲ့အတွက် sora က default မှာဆိုရင် damage တိတ်မထွက်ဘူးလို့ပြောလို့ရမယ် cloud form ရဲ့ scale 1ကတော့ lightning form ရဲ့ scale 1နဲ့နည်းနည်းကွာသွားတယ် lightning form ကကျတော့ scale 1 range အရှိန်ကြီးဖြစ်သွားပြီးတော့သူဟာကကျတော့အနံကျဲသွားတယ်လို့ပြောလို့ရမယ်နော်အရှိန်မှာပြောက သလိုပဲစကေးဝန်းသုံးတဲ့အခါဓာမီတော့တိတ်မပါတော့ဘူးဒါပေမဲ့လက်သီးနဲ့စောင့်ထိုးလိုက်မယ်ဆိုရင်တော့ enemy ကို0.5စက္ကန့်လောက်စတန်ဖြစ်စီမှာဖြစ်တဲ့အတွက်သူက AoE damage ဖြစ်လို့၅កောင်ရှိရင်၅កောင်လုံးစတန်ပေးနိုင်အောင်ပါ Cloud Fire ရဲ့စကေး2ကတော့သုံးလိုက်လို့ရှိရင်တွေးကြတဲ့အတိုင်းပဲခန္ဓာကိုယ်ကြီးနဲ့ဘုံးဆိုပြီးတော့တက်ဖိလိုက်မယ်၅កောင်ရှိရင်၅កောင်လုံး AoE damage နဲ့ AoE စတန်ပေးမှာဖြစ်ပြီးတော့ Order Ultimate တို့ဘာတို့ညာတို့ကိုလည်းသူကဖြတ်နိုင်မှာဖြစ်တဲ့အတွက်တော်တော်လေးမိုက်လာတာဖြစ်ပြီးတော့ပြောရရင်တော့ Titan စကေး2နဲ့တော့သွားပြီးတော့တူတယ်ဒါပေမဲ့ Titan စကေး2ကကြတော့သုံးလိုက်လို့ရှိရင်ချက်ချင်း A ဘုံးလုံးလို့မရဘူးသူဟာတော့သုံးလိုက်ပြီးဆိုတာ နဲ့ဆွဲလဲခေါ်မယ်အိမ်ပုံလေးလုပ်မယ်ဒါပေမဲ့ချွင်းချက်ကပါလဲဆိုတော့ဆိုရာရဲ့ဖောင်တစ်ခုလုံးမှာစကင်းတစ်ခုလုံးနှစ်ခါစီပဲသုံးလို့ရမှာဖြစ်တဲ့အတွက်အဲအားနေချက်နဲ့အားတာချက်တော့ထွန်တွဲနေရပေါ့လေ cloud phone မှာရှိတဲ့ AD mic က lightning phone မှာရှိတဲ့ AD mic လိုပဲ basic အထ5ချက်ခုံရင်ပွင့်နေဒါပေမဲ့စကင်းဝန်သုံးမယ်ဆိုရင်တော့တွေးကြတဲ့အတိုင်းပဲ setup သုံးခုရမယ် basic အထ2ချက်ထိုးရင်လည်းပွင့်မအောင်မယ် AD mic သုံးရင်တော့လက်သီး5ချက်ထိုးမှာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးလက်သီးအချက်တိုင်းအချက်တိုင်းက0.3 second စီ stand ဖြစ်စီမှာဖြစ်တဲ့အတွက် enemy 9កောင်လုံးရှိရင်9កောင်လုံးထုံးတယ်နိုင်မယ် AUI damage ပေးပါဦးမယ် ကလောက်ဖောင်မှာကြတော့ lightning phone လိုမျိုးစကေးတူကိုနှစ်ခါစတိုက်သုံးလို့မရတာဖြစ်တဲ့အတွက်စကေးတူတစ်ခါသုံးမယ်ဆိုရင်စတက်နှစ်ခုပဲအများဆုံးရနိုင်မယ်အဲ့ဒီတော့ပြောချင်တာကဘာလဲဆိုစကေးတူသုံးပြီးပြီဆိုမှစကေး1ကိုတစ်ခါတည်းစတိုက်သုံးနိုင်မှာအဆင်ပြေမယ်ဆိုတဲ့အနေထားပေါ့အဲဒီလိုမှမဟုတ်ပဲねကျွန်တော်တို့ကစကေးနှစ်ခုလုံးလွဲသွားပြီဆိုလို့ကတော့ကျွန်တော်တို့ဘုရားကြီးကသွားပြီဖြစ်ပြီးပြောရရင်တော့ဗျာဆိုရာရဲ့ဟောရီကကလောက်ဖောင်ကတော်တော်လေးကိုမှနှီးရလို့ပြောလို့ရမယ်အဲ့ဒါကြောင့်မလို့ပြောရရင်တော့ဗျာဘေးစေးတက်ခုမယ်ဆိုရင်တော့မှတိတ်ပြီးအဆင်မပြေဘူးပေါ့ပြောချင်တာကတော့ဗျာအနမီတွေကစောက်ပေါ်တွေမဟုတ်တဲ့အတွက်ကိုဘေးစေးတက် ခုမှအောင်ငိန်ခံနေမဲ့ကောင်တကောင်မှမပါတာဖြစ်လို့ကိုစီရန်နေထွက်ပြေးကြမယ်ဆိုတာအသိကြပါပဲကျွန်တော်တွေးတာကတော့အစတုန်းကဆိုရင်တော့ Lightning Fawn ကြီးကမိုက်တယ်ဗျဒါပေမဲ့လေးမပွဲလောက်ဆော့ပြီးရင်တော့မှတော့ Lightning Fawn ကြီးကအဆင်မပြေတော့တိလိုက်ရပြီး Cloud Fawn တတိယပြင်းတော့ကျွန်တော် Rune နဲ့ကိုက်တဲ့ Fawn ကိုပဲရွေးချယ်လိုက်ပါတယ် Cloud Fawn က movement speed အရန်နေတယ် mobility အရန်နေတယ်ဆိုတာ လက်ခံပါတယ် damage မထွက်ဘူးဆိုတာလည်းလက်ခံနေ ultimate တွေပြီးတော့ skill 1 skill 2တွေမှာ stand by ဆိုပေမဲ့အနောက်က backup damage လေးရှိမှအဆင်ပြေမယ်ဆိုတာလည်းလက်ခံပါတယ်ဒါပေမဲ့ EHB လိန်နာကန်တိုင်းကန်တိုင်းဟိုးရှင် င်ကလေးကမီနီတက်သဘောမျိုးအနေနဲ့ဆော့ရတာကိုတော်တော်လေးသဘောကျတဲ့ player တယောက်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီလိုမျိုးတက်ဖောင်တွေကိုပို့ပြီးတော့သဘောကျလိရှိတယ်။ဒီဒီလိုမျိုးစပယ်တွေစားပြီးတော့သူ့ကို return ပြန်ပေးတဲ့ဥစ္စာဓမ္မမော်ရင်လဲ Belarus တို့ Uranus တို့ EXP ဆော့တာတွေအပါအဝင်အခုလက်ရှိကျွန်တော်ကင်ပြနေရဲ့ New Hero ဆိုတာရဲ့ Cloud Fawn ဆိုရင်လည်းပဲကျွန်တော်ရဲ့ favorite fawn ထဲမှာတပါဝင်သွားပြီးတော့ကျွန်တော်အနေနဲ့ဆိုတာကိုထွက်တဲ့အချိန်ကျရင်ကင်ပြအောင်ကင်အောင်မှာပါ။အစားတော့ဒီဗီဒီယိုမှာကျွန်တော် subscriber တောင်းမလို့ပါပဲ။ဒါပေမဲ့ 80k ဆိုတဲ့အနေထားကိုလည်းရောက်နေပြီးပြီးတော့နှစ်ကုန်တော့မှာဖြစ်တဲ့အတွက်ကျွန်တော် 80k လ လောက်နဲ့ပဲကျင်းနှက်လိုက်ပါတော့မယ်။ကဲဆိုတော့ကကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးရောတလောက်ပါပဲ။ကျွန်တော်အနေနဲ့ခုလက်ရှိဒီဇင်ဘာ14ရက်နေ့ဆိုရင်တော့19နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက်ပြောရရင်တော့ဗျာဒီဇင်ဘာနှစ်ကုန်လေးတော့ပျော်ပျော်လေးနေချင်နေဖို့လीပြီးတော့နှစ်ကုန်သွားမယ်ဆိုရင်လည်းပဲ brother တို့စိတ်မပြတ်စေရအောင်တိတိကျကျလေး content လေးတွေကိုဖန်တီးပြီးဒီတက်ကောင်းမွန်တဲ့ content အစ်စ်တွေနဲ့တူပြန်လာခဲ့ပါမယ်။နောက်ဘက်တွေနောက်ဘက်တွေမှာအစ်စ်တင်မဲ့ဗီဒီယိုအစ်စ်တွေကြရင်ပြန်တွေ့ကြတာပေါ့။ကျွန်တော်မှာစမိုင်းမှာအားလုံးပဲပြေးကြပါစီ။ဘယ်ပဲမှာခင်ဗျာ။